အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဘုတဟုနေ့နဲ့တာသမီများရဲ့ကျမ်းမာရေးစီးပွားရေးနဲ့ပညာရေးဆိုင်ရာကိစ္စရပ်များအတွက်ကျွန်တော် တာရော့ကတ်ကိုကြည့်ရှုပြီးတော့ကျွန်တော်မြင်တဲ့အတိုင်းဟောပြောပြီးတော့မှာဖြစ်ပါတယ် ပထမဆုံးအနေနဲ့ယခုအချိန်ကာလအတွင်းမှာဗုဒ္ဓဟူးနေ့နဲ့တာရမီများရဲ့ကျမ်းမာရေးဆိုင်ရာအတွက် deliver ဆိုတဲ့ကတ်လေးပဲရရှိခဲ့ပါတယ်။ဒီဒီကတ်လေးရဗုဒ္ဓဟူးတာရမီတွေကဒီကာလတလအတွင်းမှာကျမ်းမာရေးအလွန်ကောင်းမွန်တဲ့ကာလဖြစ်နေပါတယ်ခင်ဗျာ။ဒါပေမဲ့တတိပြုစရာအချက်လေးတစ်ချက်တော့ရှိပါတယ်။ဒါကတော့နားနဲ့ပတ်သက်တဲ့ယောဂအန္တရာယ်တွေဥပ္ပတ္တိရာတော့ဖြစ်ပေါ်လာနိုင်တယ်လို့လည်းဖော်ပြနေပါတ ဒါကြောင့်မို့လို့နားနဲ့ပတ်သက်ပြီးတော့ယောဂအခန်းရှိသူတွေကတော့ဒီကာလမှာအထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ထို့ကြောင့်နားနဲ့ပတ်သက်ပြီးတော့အဲရေကူးရင်းနဲ့ရေဝေနာပဲဖြစ်ဖြစ်၊စူညံနေနေကိုအကြာကြီးနားထောင်မိတာပဲဖြစ်ဖြစ်နားကိုအနေရပြုနိုင်တဲ့ကိစ္စလေးတွေကိုဒီခုကာလမှာတော့အထူးတတိထားဖို့လိုအပ်ပါတယ်။မိမိရဲ့ကျန်းမာရေးအတွက်ယခုအချိန်ကာလမှာလေ့ကျင့်ခန်းလုပ်ပြီးလေ့ကျင့်ခန်းစလုပ်တာတို့အစားအစာချင်းချိန်ပြီးစားတောက်တာတွေယခုကာလမှာအထူးထိရောက်မှာဖြစ်ပါတယ်ခင်ဗျာ။ အကယ်၍ကျမ်းမာရေးအညံ့ရှိနေတဲ့လူတို့ကလည်းဒါကောင်းမွန်တဲ့ကလေးပဲဖြစ်ပါတယ်ဒီကာလမှာကျမ်းမာရေးအညံ့ရှိသူတွေဟာပြန်လည်ကောင်းမွန်လာမယ့်ကာလပြန်လည်ကောင်းမွန်ပြီးတော့အဆင်ပြေလာမယ့်ကာလလေးပဲဖြစ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဒါကတော့ deliver ကိုဆိုတဲ့ကလေးပဲဖြစ်ပါတယ် ဒုတိယအနေနဲ့ကတော့ဗုဒ္ဓဟူးနေ့နဲ့တာဝတိများရဲ့စီးပွားရေးဆိုင်ရာကိစ္စရပ်များတော့ပဲဖြစ်ပါတယ်။ဒီတစ်ခါမှာကြားလာတဲ့ကတ်လေးကတော့ The Magician ဆိုတဲ့ကတ်လေးပဲဖြစ်ပါတယ်။ဒီကတ်လေးကယခုကာလပတ်တစ်လအတွင်းမှာဗုဒ္ဓဟူးနေ့နဲ့တာဝတိတွေဟာခရီးတစ်ခုသွားမှာဖြစ်ပါတယ်။ပြီးတော့ဒီခရီးဟာလည်းမိမိဘဝအတွက်ကောင်းမွန်တဲ့ခရီးတစ်ခုဖြစ်လာမယ်လို့လည်းမြင်တွေ့နေရပါတယ်။အကယ်၍မိမိဟာဝန်ထမ်းတအူးဖြစ်မယ်ဆိုရင်တော့အလုပ်နေရာအရွှေပြောင်းနေဖြစ်လာနိုင်တယ်၊ကြုံတွေ့ရနိုင်တယ်လို့ဖော်ပြနေပါတယ်။ အကယ်၍အလုတ်ထဲမှာလည်းမိမိအထက်ယာရူးကြီးအယာရူးကြီးတနေရရာမှာတစုံတူဘောเนาะအတစ်ရောင်းရွှေ့လာတယ်ဆိုလို့ရှိရင်တော့ဒီလူဟာမိမိနဲ့အကောင်းကျိုးမပေးတဲ့ကြီးမကြိုက်တဲ့မိမိအပေါ်ကိုဖိနှိပ်အနိုင်ယူနိုင်တဲ့လူဖြစ်နိုင်တယ်လို့ဖော်ပြနေပါတယ်အကယ်၍ကိုပိုင်အလုတ်လုတ်ကင်နေတဲ့လူတွေကတော့လုပ်ငန်းအတစ်တွေဂွင်တစ်တွေတခြားခွေတွေ့ရှိမှာဖြစ်ပါတယ်ဒါပေမဲ့မိမိကိုပိုင်လုပ်ငန်းလုပ်တော့လဲဆက်တူအလုတ်လုပ်နေတဲ့လူတွေဆိုရင်တော့မိမိအပေါ်လိမ်လည်မှုများ ဖြစ်ပေါ်လာတဲ့အတွက်ကြောင့်မို့ယခုကာလအတွင်းမှာအထူးဂရုစိုက်ဖို့လိုအပ်ပါတယ်ဒီကာလတွေဒီလအတွင်းမှာတော့ဗုဒ္ဓဟူးနေ့နဲ့တာသမီတွေကငွေကြေးဒီငွေစည်းစိမ်ပေါ့နော်မိမိလက်ထဲမှာအချက်တဲတွေနဲ့ကြုံတွေ့နေရမှာပဲဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ယခုကတော့တတိယအနေနဲ့ဗုဒ္ဓဟူးနေ့နဲ့တာဒမီများရဲ့ပညာရေးဆိုင်ရာကိစ္စရပ်များအတွက်ပဲဖြစ်ပါတယ်။ဒီရတော့ကျွန်တော်ဆွဲကြိုက်တာ death ဆိုတဲ့ကတ်လေးကြာရောက်နေပြီးတော့ဒီကတ်လေးอ่ะဆိုရင်တော့ဗုဒ္ဓဟူးနေ့နဲ့တာဒမီတွေကပညာရေးညံ့နေတဲ့အချိန်ဖြစ်တယ်ဆိုပြီးကျွန်တော်ဖော်ပြနေပါတယ်။ယခုကာလအထက်မှာကျွန်တော်တို့စာမေးပွဲတွေဖြေရမှာဖြစ်ဖြစ်ဒါမှမဟုတ်ရှင်အောင်စင်းထွက်ဖို့အတွက် reset ထွက်ဖို့အတွက် ရှိနေတာဖြစ်ဒီဟာတွေက reset ကောင်းရနိုင်ဖို့အလွန်နည်းတယ်လို့ဖော်ပြနေပါတယ်။ ါကြောင့်မို့လို့ကျွန်တော်ဟာဒီနောက်ထပ်ကတ်များကိုထပ်ဆွဲပြီးတော့ဗောနော်ဒီအញ្ញန်တွေကိုပပြောင်းအောင်ဘယ်လိုမျိုးလေးခြေဖြတ်နိုင်တယ်ဘယ်လိုရဲတွေအလုပ်နိုင်တယ်ဆိုတော့ကျွန်တော်ထပ်မံကြည့်ရှုခဲ့ပါတယ် ဒီနေရာမှာပြနေတာတွေအတွက်အနေနဲ့ကတော့ကျွန်တော်တို့ဒီဗုဒ္ဓဘာသာဆိုလို့ရှိရင်တော့ဗောနော်ဒီကျွန်တော်အနီရောင်ရှိတဲ့အတီးတမျိုးမျိုးဗောနော်ကျွန်တော်ဖះမှာဖះစီမှာဖြစ်ဖះမှာဖះမှာဗောနော်ကျွန်တော်ကက်လူပူဇော်လိုက်ရပါမယ်ပြီးသွားလို့ရှိရင်ဒီကျောင်းပညာရေးနဲ့ရှိနေတဲ့အငယ်တွေပပျောက်ပါစေဆိုပြီးတော့ကျွန်တော်တို့ဆူတောင်းအောင်ဖြစ်ပါတယ်အကယ်၍မိမိကဗုဒ္ဓဘာသာမှာအခြားဘာသာကြားဖြစ်နေလဲရတယ်မိမိကိုယ်ွယ်တဲ့ဖះတွေနဲ့ဒီမှာကျွန်တော်တို့ဒီလိုပဲအနီရောင်ရှိတဲ့အတီးတမျိုးမျိုးကက်လူပြီးတော့ဆူတောင်းလိုက်လို့ရပါတယ် ကယ်မိမိကဘာသာမဲ့တယောက်ဖြစ်နေတယ်ဆိုရင်တော့ဒီအနီရောင်ရှိတဲ့အသည့်တမျိုးမျိုးတေချာစေကျော်တန့်စင်ပြီးတော့ကျွန်တော်တို့မိမိရဲ့မိဘဘိုးဘွားတွေဒါမှမဟုတ်ရှင်မိမိထက်အတက်ကြီးတဲ့လူတို့ဦးကိုဟိုဒါကျွေးမွေးလိုက်ရယ်ဆိုလို့ရှင်တော့ဒီအညံ့နေပပျောက်သွားမှာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီကာလအတွင်းမှာအောင်စင်းထွက်ဖို့ရှိရတဲ့လူတွေစာမေးပွဲဖြေဖို့လူတွေကတော့ဒီလိုမျိုးလေးရေတွေအခြေလိုက်ရင်တော့ဒီကာလမှာအလုံးဝကောင်းပါတယ် โอเคပြီးတော့ကျွန်တော်တို့ယခုကာလမှာပညာရေးတစ်ခုခုကိုပေါ့เนาะအခုမှစပြီးလေ့လာမယ်လူတွေအခုမှပေါ့เนาะပညာရေးတစ်ခုကိုစပြီးလေ့လာဖို့စီစဉ်နေတဲ့လူတွေဆိုရင်တော့ဒါတော်တော်ကောင်းတဲ့ကာလပေါ့ဒီလိုလူတွေကကျွန်တော်တို့ဒီမိတ်ဆွေဆရာသမားတဦးကနေပြီးတော့ကျွန်တော်တို့တေချာဆိုတာမဆပြီးတော့ကောင်းမွန်တဲ့ထူးခြားတဲ့ပညာရေးတစ်ခုကိုရရှိနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီကာလမှာပညာရေးတစ်ခုခုကိုလေ့လာတည်ယူဖို့စဉ်းစားနေရဲဆိုရင်တော့ဒီပညာရေးကမိမိအတွက်အလွန်ပင်ကောင်းမွန်တဲ့ပညာရေးတစ်ခုဖြစ်လာမှာဖြစ်တော့ကျွန်တော်တို့တေချာသင်ယူဖို့လိုအပ်ပါတယ် ဒါကြောင့်မို့လို့ဒီလိုပညာကြီးတင်ယူတဲ့အခါမှာလည်းဒီဆရာကောင်းတမားကောင်းတဦးတွေတဦးတော်မို့ပေါ့နော်ကျွန်တော်နှစ်ဦးတော့ပေါ်လာပြီးတော့တိတ်ချသွားလေ့လာတည်ယူနိုင်လိမ့်မယ်လို့ဒီမှာပြနေပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကတော့ယခုလာမဲ့တလရ30အတွင်းဘူတော်ဦးနေနဲ့တာတိမြာအတွက်ကျမ်းမာရေးစီးပွားရေးနဲ့ပညာရေးအခြေအနေများပဲဖြစ်ပါတယ်နောက်နေ့တွေမှာမိရိနေနဲ့များအတွက်မိရိအကြောင်းအရာများဟိုတွက်ချက်ပေးရမည်ကိုကွန်မန့်လေးရေးပြီးပြောသွားလို့ရပါတယ်ခင်ဗျာ ဒါတော့ဗီဒီယိုများကိုစိတ်ဝင်စားတယ်ဆိုရင်လည်းကျွန်တော်ရဲ့ page လေးကို like and follow လေးလုပ်သွားပါဦးခင်ဗျာ like and follow တားတဲ့လူတွေထဲမှာကျွန်တော်တို့ကန်တူးလူတွေတူကျွန်တော်ရွေးချယ်ပြီးတော့ဗောနော်တားတော့ကတ်ကိုအလကားကြည့်ရှုပေးမဲ့အစီအစဉ်လေးတွေလည်းကျွန်တော်စီစဉ်ထားပါတယ်ဟုတ်ကဲ့အားလုံးပဲကျေးဇူးတင်ပါတယ်အဆုံးထိကြည့်ရှုပေးရသူအားလုံးကိုလည်းကျေးဇူးများတင်ပါတယ်ခင်ဗျာ